မင်္ဂလာပါအခုတစ်ခါမှာတော့ကျွန်တော် Facebook ပေါ့နော် Facebook နဲ့ Facebook ပေးမှာကျွန်တော်တို့ပို့တင်တဲ့အခါမှာကျွန်တော်တင်လိုက်တဲ့ပို့မှာပေါ့နော်အဲ music background music က copyright ညှိနေလို့ရှိရင်အဲဘယ်လိုလေးပေါ့နော်ဘယ်လိုပုံစံမျိုးလေးဖြစ်တယ်လဲဆိုတာကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ် ျွန်တော်စောစောကပေါ့နော်ကျွန်တော်ရဲ့ပေမှာကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တင်လိုက်တယ်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တင်လိုက်တဲ့အခါမှာဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တင်လိုက်တဲ့အခါမှာအဲ Facebook ဘက်ကနေပြီးတော့ပေါ့နော်ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုရဲ့ music မှာ copyright ညှိနေတယ်ဆိုပြီးတော့အဲဒီလိုမျိုးလေးပေါ့နော်ကျွန်တော်စီကိုပို့လာပါတယ်ကျွန်တော်တကယ်လို့ပေါ့နော်ကိုတင်လိုက်တဲ့ဗီဒီယိုမှာ copyright မညှိဘူးပေါ့နော် copyright မညှိဘူးဆိုရင်တော့အဲဒီလိုမျိုးလေးမပို့ဘူးပေါ့နော်ဒါ ီပို့ဒီဗီဒီယိုလေးကိုကျွန်တော်တင်ခါစားရတော့ဗောနော် copyright မညှိဘူးလုံးဝအစိမ်းအောင်ပြရတယ်ဗောနော်ကျွန်တော်တို့ဒီဗီဒီယိုကျွန်တော်တို့ကတင်လို့ပြီးသွားတဲ့အခါကျွန်တော်တို့အဲနိုင်ဝတ်လောက်ကြာတဲ့အခါကျမှကျွန်တော်စီကိုဒီလိုမျိုးလေးပို့လာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မေးစင်များကအဲကိုရဲ့ပေးဗောနော်ကိုရဲ့ပို့ရင်မှာကိုရဲ့ပေးမှာအဲဝင်ငွေတွေလည်းရရှိနေပြီဆိုလို့ရှိရင်တော့အကောင့်ဆုံးကသူများရဲ့ background music တွေကိုမသုံးဘဲနဲ့ င် Facebook ကနေပြီးတော့ပေးထားတဲ့ music တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်ပါတယ်။သူများရဲ့ music တွေပေါ့နော်ကျွန်တော်တို့ကယူသုံးမယ်ဆိုလို့ရှိရင် copyright ထိနိုင်ပါတယ်။ကျွန်တော်ဒီ Facebook ကနေပြီးတော့ဒီ video လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ music မှာ copyright ညှိလာတာလေးကိုကျွန်တော်ဒီနေရာလေးနှိပ်ပြီးတော့တစ်ချက်ကြည့်မယ်။ဒီမှာပေါ့နော်ဒီဗီဒီယိုလေးအဲ့ဗီဒီယိုမှာကျွန်တော်တို့ copyright ညှိတဲ့အတွက်ကျွန်တော်ကပါလောက်ရမယ်ဆိုတော့ ီပို့ကိုကျွန်တော်တို့ကမြုပ်လုပ်မယ်မြုပ်လုပ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ we store audio လုပ်မယ်ပေါ့နော်ဒီအတန်ကိုကျွန်တော်တို့ပြန်ပြီးတော့အဲ we store ပြန်လုပ်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ video ကိုကျွန်တော်တို့ကဖြတ်မယ်ဆိုလို့ရှိရင်လည်းဖြတ်လို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီ၃ခုကိုကျွန်တော်တို့တစ်ခုခုပေါ့နော်ကျွန်တော်တို့ပြုလုပ်ရမှာဖြစ်ပါတယ်ပို့မြုပ်လုပ်ရင်လုံးမလုပ်လို့ရှိရင်ဒီ audio ပေါ့နော်အတန်ပိုင်းကိုကျွန်တော်တို့က we store ပြန်လုပ်ရမှာဖြစ်ပါတယ် တကယ်လို့မိတ်ဆွေတို့ကပါမလုပ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီကောင် delete ကိုနှိပ်ပြီးတော့ပြန်လိုက်ပါတော့အကောင်းဆုံးကတော့ကျွန်တော်တို့ဒီပို့ကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးတဲ့အခါကျမှကိုယ့်ဘက်ကိုယ် background music ပေါ့နော်ကိုယ်ကြိုက်နှစ်တတ်တာလေးပေါ့နော်အဲ့ဒါမျိုးလေးတွေ copyright လွတ်တာလေးတွေကိုရောရွေးချက်ပြီးတော့ထည့်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမွန်ပါတယ်ဒါကတော့ဒီကျွန်တော်ရဲ့ page လေးမှာ music copyright ညှိတာတာလေးကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးရဖြစ်ပါတယ် ျွန်တော်စစောအတင်လာတော့နှစ်ပုတ်ပေါ့နော်နှစ်ပုတ်ပေါ့နော်အဲ့နှစ်ပုတ်မှာကျွန်တော်တို့ကဒီတပုတ်ကသွားပြီးတော့ညှိဒီတပုတ်ကသွားညှိတယ်ဒီပုတ်ကြတော့မညှိဘူးပေါ့နော်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီကောင်ကဒီဗီဒီယိုကနည်းနည်းလေးပဲအတူလေးပဲပြီးတော့ကျွန်တော်ဆိုထားတာလည်းပါတယ်ဗျာနော်ဒီ music ဒီဗီဒီယိုထဲမှာ background music မှာကျွန်တော်အတန်လေးပေါ့နော်ကျွန်တော်ဆိုထားတာတွေလည်းပါတယ်အဲ့ဒါတော့မှသွားပြီးတော့ညှိ ဒီကောင်ကြတော့ကျွန်တော်လုံးဝဆိုတာတော့မပါဘူးဒီအဆိုတော်ရဲ့အတန်နဲ့သူ့ရဲ့ original music ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ယူပြီးတော့သုံးလာတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော် Facebook ပတ်ကနေပြီးတော့သူတို့စစ်တဲ့အခါမှာလုံးဝမညှိဘူးပေါ့နော်ကျွန်တော်တင်နေတုန်းမှာလုံးဝမညှိဘူးအစိမ်းရောင်အမှန်ကြီးလေးပဲပြန်ကျတော့တွားပြီးတော့ညှိသွားတာကကျွန်တော်နိုင်ဝက်လောက်နေမှာပေါ့နော်သူက ကျွန်တော်တင်ထားတဲ့ဗီဒီယိုမှာပေါ့နော်အဲသူများရဲ့ music ကိုကျွန်တော်ယူသုံးထားတဲ့ဆိုပြီးတော့ကျွန်တော်ကိုဒီလိုမျိုးလေးပို့လာတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် music copyright ညှိတာလေးကိုအတိအသေးနဲ့မိတ်ဆွေတို့ပြန်လည်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ကိုဒီနေ့မှာတော့ဒီလောက်နဲ့ပဲရနာခွင့်ပြုပါ